السلام عليكم ورحمة الله وبركاته ယနေ့ hijri 1446ခု shawwal လမြတ်18ရက်ခရစ်နှစ်2025ခုနှစ်မေလ18ရက်နေ့စနေနေ့မှာ5မိနစ်တည်းအောင်မြင်ခရီးရဲ့တင်ကန်းစာအမှတ်စဉ်2012ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ပူဆွေးတောကတွေကိုကျွန်တော်တို့ဘယ်လိုတွေကုစားကြမလဲဆိုတဲ့အကြောင်းကိုတင်ပြမှာပါ أعوذ بالله من الشيطان الرجيم فأما من أعطى واتقى ေကန်းစွန်ကြဲတဲ့သူအရှင်မြတ်ကိုကြောက်ရွံ့တဲ့သူဟာတဲ့ရလာအဖင်ဖက်ဆန်နူရစင်ရူဟူလီလီယုစရောအရှင်မြတ်ကလွယ်ကူတဲ့လမ်းကြောင်းတွေအပေါ်လွယ်ကူစွာရှောက်လန်းနိုင်ဖို့စီစဉ်ပေးပါမယ်တဲ့အဲ့တော့ဒီအာယတ်တော်နှစ်အာယတ်ကိုကိုးကားပြီးတော့ဒေါက်တာအဒမ်ရှရ်ကာဝီကပြောကြားပါတယ်လောကမှာစိတ်မွန်းကျက်လာတဲ့အခါအသင့်ဥစ္စာတွေတဲကနေလှူဒန်းလိုက်ပါအသင့်နှလုံးသားတွေကနေဒါနပြုလိုက်ပါဝမ်ပိုက်စားလုံးနေသူတွေကိုကျွေးမွေးပါလမ်းပြောင်းနေတဲ့သူကိုလမ်းပြပေးပါလဲနေသူတွေကိုထူပေးပါ ကျွင်းမီပြနေတဲ့သူတွေအတွက်ဆက်ပေးပါအလူဒါနတွေဆိုတာဟာဥစ္စာပစ္စည်းတက်တက်နဲ့ပဲမဟုတ်ပါဘူးစာနာပေးခြင်းဟာလည်းအလူဒါနပါမျက်ရည်တုပ်ပေးခြင်းဟာလည်းအလူဒါနပါစိတ်ဓာတ်ကြနေတဲ့သူကိုစိတ်ဓာတ်ခွန်အားပေးခြင်းဟာလည်းအလူဒါနပါတခုမှတ်ထားရမှာကအကုသိုလ်ကျူးလွန်ခြင်းထက်ပိုပြီးတော့စိတ်ပူပင်တော့ကရောက်စေတဲ့အရာဆိုတာမရှိပါဘူးအဲ့လိုပဲအမိတ်နာခံခြင်းထက်ပိုပြီးတော့နှလုံးသားအာဟာရတွေခွန်အားတွေပေးစွမ်းနိုင်တဲ့စွမ်းအားဆိုတာလည်းမရှိပါဘူးအဲ့တော့အသင်ပူဆွေးတော့ကရောက်တိုင်း စိတ်ရှုပ်ပြီးတော့မွန်းကျက်နေတိုင်းအသင့်ရဲ့အီဘာဒတ်တွေကိုပြန်လည်ဆန်းစစ်လိုက်ပါအစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရ